မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျုံအန်ဟာလေတပ်ရဲ့စီးရေးလက်ချက်မှုတွေကိုကြီးကြပ်ကွပ်ခဲ့ပြီးစစ်ပွဲအတွက်ပြင်ဆင်မှုတွေပြုလုပ်ဖို့လိုအပ်ကြောင်းအလေးထားပြောကြားခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။မေလ18ရက်ကနိုင်ငံပိုင် KCNA သတင်းအေဂျင်စီရဲ့ဖော်ပြချက်မှာကင်ဟာမေလ15ရက်ကပြုလုပ်ခဲ့တဲ့မြောက်ကိုရီးယားရဲ့အမှတ်1လေတပ်တပ်ခွဲရဲ့လေကြောင်းတိုက်ပွဲနဲ့လေကြောင်းတိုက်ခတ်မှုစီးရေးလက်ချက်မှုတွေကိုလေ့လာကြည့်ရှုခဲ့တယ်လို့ပြောပါတယ်။အဲဒီနောက်ကင်ဟာစစ်ပွဲအတွက်ပြင်ဆင်မှုမှာရန်သူခံစစ်ကြောင်းကိုထိုးပေါက်ကျော်လွှားနိုင်အောင်လှုပ်ဆောင်ကြဖို့စစ်တပ်ရဲ့တရင်တပ်ဖွဲ့အလုံးကိုတိုက်တွန်းခဲ့ပါတယ်။မြောက်ကိုရီးယားနိုင်ငံပိုင်ရုပ်တံကထုတ်နေတဲ့ ီဒီယိုမှတ်တမ်းတွေမှာမင်း28တိုက်လင်ဟာဒုံးကျည်ဒဇင်းကိုပြစ်လို့နေပုံကိုဖော်ပြခဲ့ပါတယ်။အဲ့ဒီဒုံးကျည်ဟာရုရှားနိုင်ငံကထုတ်လုပ်ခဲ့တဲ့ဝေဟမဝေဟင်ပြစ်ဒုံးကျည်အမျိုးအစားကိုမြောက်ကိုရီးယားကပြန်လည်ထုတ်လုပ်ထားတဲ့ဒုံးကျည်ဖြစ်နိုင်တယ်လို့တောင်ကိုရီးယားရှိအမျိုးသားပြန်လည်ပေါင်းစည်ရေးကိုရီးယားဌာနမှမြောက်ကိုရီးယားရဲ့ကျွမ်းကျင်သူဟောင်မင်ကပြောကြားခဲ့ပါတယ်။အခုလအတွင်းကင်မဟာဒုံးကျည်စံတမှုတစ်ခုကိုကြီးကြပ်ကွက်ခဲ့ခြင်းတင်ကားဆက်ရုံနဲ့လက်နက်ခဲယံဆက်ရုံတွေကိုတွားရောက်ဆစ်ဆီးခြင်းတို့ပြုလုပ်ခဲ့ပါတယ်။အဲ့ဒီနောက်ပြုံရမ်းမြို့တော်ရှိရုရှားတန်ရုံကိုတွားရောက်ခဲ့ကရုရှားနဲ့မဟာမိတ်ဆက်ဆံရေးကိုထပ်လောင်းတည်ပြုခဲ့ပါတယ်။အဲ့ဒီပြင်အမေရိကန်နိုင်ငံ ိုင်းဝန်ကြီးဌာနကမြောက်ကိုရီးယားကိုအမေရိကန်ရဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးအထောက်ကြိုးပမ်းမှုတွေနဲ့အပြည့်အဝမပူးပေါင်းနိုင်တဲ့နိုင်ငံတွေစီးရင်မှာထည့်သွင်းထားစေဖြစ်တာကြောင့်မြောက်ကိုရီးယားကအမေရိကန်ကိုဝေဖန်ခဲ့ပါတယ်။မြောက်ကိုရီးယားဟာ1998ခုနှစ်ခေတ်ကနှစ်စဉ်နှစ်တိုင်းအဲ့ဒီစီးရင်မှာထည့်သွင်းခံခဲ့ရတယ်လို့တောင်ကိုရီးယားရဲ့ယွန်ဟတ်သတင်းအေဂျင်စီကဖော်ပြခဲ့ပါတယ်။မြောက်ကိုရီးယားကိုအမေရိကန်ကမလိုအပ်ပဲထိရောက်မှုမရှိတဲ့ရန်စားမှုတွေကိုပို့ပြီးလုပ်လေလေမြောက်ကိုရီးယားနဲ့အမေရိကန်ကြားရန်လုံမုန်းတိမှုတွေရာပို့ပြီးမြင့်တက်လာလေလေဖြစ်မှာပါလို့မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။